ဒီလူကတော့ဓာတ်လက်ရှိအောင်နဲ့အံ့ဖွယ်ကဘာတစ်ခုကိုဖန်တီးနိုင်လို့ဖြစ်ပါတယ်။တာမန်တတိယလန်တွေကလည်းမယုံနိုင်စရာလူပညာလက်ရာတွေဖြစ်နေပြောင်းလဲသွားအောင်ဒီလူကဖန်တီးနိုင်စွမ်းရှိပါတယ်။ဒီငယ်တဲ့ဓာတ်လက်တလက်နဲ့အခြေလို့ဒီမှာဖန်တီးလိုက်တဲ့မိရဲ့မိမျိုးကိုကြည့်မယ်ဆိုရင်ပတ်စံအောင်သားဖြစ်သွားစီမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့တာမန်ဘရေတီတလုံးကလည်းဒီလူရဲ့အစွမ်းကြောင့်မှန်ပါတဲ့၎င်းလေကြီးတစ်စင်းဖြစ်နေပြောင်းလဲသွားတာမြင်ရမှာဖြစ်ပါတယ်။လေမော်ဒီကလည်းမိရဲ့လက်လာလေးဖြစ်သွားတယ်လို့မုံကြီးကလည်းပန်းမိုလီလေးဖြစ်နေပြောင်းလဲသွားတာကလုံးဝကိုမဲသက်စရာကောင်းလာပါတယ် မုံလောင်းတွေကိုတောင်းပြတဲ့ပြောင်းလဲလဲတာကမယုံနိုင်စရာအကောင်းဆုံးပဲဖြစ်ပါတယ်။ဒါပေမဲ့ဟင်းသီးဟင်းရွက်တွေကိုအဖိုးတန်တဲ့ယာရီဖြစ်အောင်ပန်းတီးနေတဲ့ဒီလိုကတော့တကယ်ကိုလေးစားကြပါ။ကျွန်တော်နေ့စဉ်မိနေကြဟင်းသီးဟင်းရွက်တွေပါလေဒီလိုမျိုးအပွယ်လေးပညာလက်ယာရီဖန်တီးနေတယ်ဆိုတာကိုကြည့်မယ်ဆိုရင်ကျွန်တော်ပေါ်ဝင်ချင်ပါမယ်။မြင်နေတဲ့အလားပါတွေများရှိသေးတယ်ဆိုတာသိသာသိပါတယ်။ကျွန်တော်လည်းဒီလိုကိုအားကျတာကြောင့်လက်မှုပညာတစ်ခုကိုလက်မှုပညာတစ်ခုကိုချက်ချင်းပြေးတည်ပြီးတော့အပွယ်ကမ္ဘာတစ်ခုလောက်ဖန်တီးကြည့်ကြပါလေ။ကာလာရှုံတုံးကြီးလာတော့ခွဲမရတဲ့ဒီကားကိုကိုကားရှုံးတော့ကဝယ်လာသလိုဖြစ်သွားအောင်လုပ်ပြမှာပါ။ အတော်ဆုံးအနေနဲ့ရှုံ့ပွက်နေတဲ့ပုံထားတဲ့ဇင်ကန်ကားတစ်စီးကိုမြင်ရပါပါခဏကြာမှတော့လူတယောက်ကရေအားပြင်းနဲ့ရေပိုင်နဲ့စတင်ဖေးကျော်လိုက်ပါတယ်အဲဒီကမှရေပွက်အဲဒီကမှရှုံ့ပွက်တွေဟာရွှေရည်တွေဖြစ်နေပြောင်းလဲသွားပြီးဖိကျလာပါတယ်ကားရက်လာလေးပြေးပြေးနဲ့ပေါ်လာပါတယ်ဒါပေမဲ့ဒီစိတ်နဲ့မပြီးသေးပါဘူးအငြိကြီးတွေကများလို့နာကြောင်တန်ရှေးလုပ်နေတဲ့လူတွေအတွက်တော့ခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုပါလေရတဲ့ကိုတင်ချာကယူစာရေးစေချောရတယ်လို့ဆရာရီထဲမှာကတ်နေတဲ့ရှုံလေးကိုလေဖိုက်နေထုတ်ပြီးတော့စေးပြရပါတယ် နိုင်နေငယ်ကြာပြီးတဲ့အချိန်မှာတော့ကားရဲ့မူလညာနဲ့တပြေးပြေးနဲ့ပေါ်လာပါတယ်။ကားကိုရင်နဲ့ကားကိုရင်နဲ့အကျန်းဆေးပြီးတာနဲ့ကားသေးဆက်ပြန်နဲ့ထပ်ပြန်ရပါတယ်။ဒီလိုလုံးမှတော့မမြင်ရတဲ့ခြေတွေအကုန်ကျုပ်မှဖြစ်ပါတယ်။ကားတစ်စီးလုံးကိုဆက်ပြန်ပြောင်းရင်လည်းပြေးသွားပြီဆိုတာနဲ့ညဉ့်ညံ့တဲ့ဝဲတစ်ခုနဲ့လိုက်တို့ရပါတယ်။ကားတစ်စီးလုံးကိုလည်းရလက်မကျအောင်တုပ်ပိုးပြီးပြီဆိုရင်တော့စောပိုင်းကအတုံးပြုတ်ခဲ့တဲ့ရေအားပြင်းတဲ့ရေပိုင်နဲ့နောက်ထပ်တစ်ချိန်အချောသက်ဆေးကျော်လိုက်ရပါမယ်။ဗရမများမှရင်တော့မနေဘူးဆိုတဲ့စကားတိုင်းရှော့တုံးလိုဖြစ်နေတဲ့သင်္ကန်းကားကြီးကိုအစ်တိုင်းပြန်ပြေးသွားပြီဖြစ်ပါတယ်။ တထောင်တန်ဖနက်ကလေးတရံကိုကော်စီတွေကနေဖန်တီးနေပါလိပထမအဆင့်နေနဲ့အဆင့်ရောက်ကော်စီလေးတွေကိုလုံသမားတွေကအလေးချိန်ကြီးကြီးမြတ်မြောက်ခွဲလေးတွေထဲကချင်းကြပါလိဒုတိယအဆင့်နေတွေကတော့အပူချိန်မြင်မားတွေပုံစံခွဲလေးကိုထည့်လိုက်တဲ့အခါမှာကော်စီလေးတွေပျော့ပြောင်းသွားပါလိအဲ့ဒီမှာဖနက်ပုံစံနဲ့ဂျန်လေးပြောင်းတီးသိမ့်လိုက်ပြီးပုံစံခွဲလေးကနေထုတ်လိုက်ပါလိပုံနွေးနေတော့မှပဲဖနက်တွင်းခံပြားလေးတွေကိုထည့်လိုက်ပါလိပြီးတော့ဒစိုက်ရိုက်ဆက်လေးကဖနက်မျက်နှာပြင်ပေါ်မှာလူတွေကြိုက်ပုံလေးတွေ ရိုက်နေပြေးလိုက်တဲ့အချိန်မှာတော့ဒမုံထူးခြားတဲ့ဖက်နယ်လေးတွေဖြစ်လာပါတယ်။နောက်ဆုံးမှာတော့ LED တွေကိုထည့်ပြီးထိုးပိုးလိုက်တာနဲ့ဝေယူသူတွေစီကိုရောင်းချဖို့အစင်းစင်းဖြစ်ပြီးဖြစ်ပါတယ်။ဒါကတော့တံပိုးနေပြီးတော့လှပတဲ့ဖက်နယ်တွေလေကူစွာပြုတ်လုပ်ပြီးပဲဖြစ်ပါတယ်။ကုန်ကျန်းကြီးကလည်းသေးမကြည့်တာကြောင့်ဖနာပုံစံခေါက်ပေါ်တဲ့စက်လေးတလုံးရှိရုံနဲ့တော်တော်လုံးဖြစ်နေပါတယ်။ကော်စီတီကလှုပ်ထားပြီးပြီ။ကော်စီတီကလည်းလှုပ်ထားပြီးပြီ။ဖော့ပနဲ့လိုဘာလို့ခေါ်ကြလဲဆိုတော့စဉ်းစားကြပါဦး။ဘာပဲဖြစ်ဖြစ်ပါကျွန်တော်ကတော့၂000နဲ့ရရင်၁000လောက်ဝေထားမှာပဲဖြစ်ပါတယ်။ ညီညာရေးစည်းချက်တွေနဲ့တူမိသားတွေလေပေါ်မှာဝဲပြန့်နေပါတယ်။ဒါလေးတွေကမြင်းနေကြရှုခင်းနေတဲ့ကမှဒူကြဆန်းပြားတဲ့မြေခွဲတစ်ခုပဲဖြစ်ပါတယ်။အမှန်တမ်းကြီးတိုင်းတော့ပုံမှန်ဆောက်လုပ်ရတဲ့မားတွေရဲ့ပေါက်ပြားကင်အလုလုပုံလို့ထင်ရပါတယ်။တကယ်နဲ့တရားသတိထားကြည့်မယ်ဆိုရင်တော့မျက်စိမလွဲနဲ့တော့စည်းချက်ညီညီနဲ့လှူရှားနေကြတာမြင်ရမှာဖြစ်ပါတယ်။ ဒေးသွားရဲ့စီးကြက်နဲ့ညီပေါ့ပြားတွေကမဝင်ပြီးတော့နေတဲ့မှာဝဲပြန်နေသလိုပါပဲကြီးကောင်းပေမဲ့လေလူတယောက်ဟန်ပြတ်သွားတာနဲ့တစ်ဖွဲ့လုံးရဲ့စီးကြက်ဟောင်းပျက်စီးသွားနေပါတယ်ဒါပေမဲ့သူတို့တွေဘယ်လိုပဲမျက်စက်နေပါစေသူတို့ရဲ့လွတ်လွတ်လုံဟောင်းစက်ကြီးတစ်ခုရဲ့လွတ်လွတ်လုံနဲ့မရှင်းနိုင်တာကတော့စိတ်မကောင်းစရာပါနောက်ထပ်စိတ်ဝင်စားစရာအချက်တစ်ခုပါဒီအဖွဲ့လေးကတော်တော်များများဟောင်းဘေးတန်းလေးဖြစ်နေကြတာပါတမင်ရွေးချယ်ထားတာလားဒါမှမဟုတ်တိုက်ဆိုင်မှုသက်သက်လားကျွန်တော်လည်းမသိပါဘူးဒါမှလို့သမားတွေရဲ့လွတ်လွတ်ပုံကိုစီးကြက်ညီကြီးနဲ့မျက်စိမလွှဲနိုင်တဲ့အထိဖန်ဆားထားနေတဲ့လူပညာလက်ရတဲ့ခုလိုတော့မှတတ်မှတ်လို့ရပါတယ်